မင်္ဂလာပါရှင်ဒေါ်လာနေ့လည်ခင်ပါလို့ပြည်သူအပေါင်းကိုနှုတ်ခွန်းဆက်သလိုက်ရပါတယ်2025ခုနှစ်မေလ28ရက်နေ့ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျမကတော့စူစီပါရှင်ဒီကနေ့နေ့လည်ခင်ရဲ့ထူးထူးခြားခြားသတင်းတွေထက်ကနားဆင်ကြားရမယ့်ပထမဆုံးသတင်းတစ်ပုဒ်ကတော့ထိုင်းမြန်မာနယ်စပ်တေဘောဘူစကန်ကိုစစ်ကူလာတဲ့အင်အား90ကျော်ပါစစ်ကောင်စီစစ်တောင်းတစ်ခုလုံးကို KNL ပူးပေါင်းတပ်တွေကချေမှုန်းလိုက်ပြီး စစ်သား30ကျော်အရှင်ဖမ်းပြီးကစစ်သားအများအပြားသေဆုံးပြီးလက်နက်များစွာလည်းရရှိလိုက်ပါတယ်။ခင်မိုးကဓာတ်စီလောင်မီရှိုလိုဇနီးဖြစ်သူသေဆုံးသွားရပါတယ်။ဝါတပ်ဖွဲ့ကိုမူရစေဝါရောင်းဝယ်မှုနဲ့တပ်စင်ဆွဆွဲကထိုင်းနိုင်ငံရဲ့ရန်သူအဖြစ်သတ်မှတ်ပြီးအရေးယူဖို့လိုကြောင်းပြောလိုက်ပါတယ်။တောင်ငူမြို့နယ်စပတ်ကျွေရွာကိုစစ်ရှုံးကောင်စီဝင်ရောက်မိရှုကနေအိမ်900ကျော်ပြက်စီးဆုံးရှုံးသွားပါတယ်။ လဗဒန်ကဆစ်ရှုံးကောင်စီခန့်အုတ်ချုပ်ရည်မှုပြစ်တက်ခံလိုက်ရပါတယ်။ဒီသတင်းတွေကိုနားဆင်ကြရမှာပါရှင်။ပထမဆုံးနားဆင်ကြရမယ့်သတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်တိဘောဘုစခန်းကိုစစ်ကူလာတဲ့အင်အား90ကျော်ပါဆစ်ရှုံးကောင်စီစစ်တောင်းတစ်ခုလုံးကိုကင်းဒလီပူပေါင်းတပ်ဖွဲ့တွေကချေမှုန်းလိုက်ပြီးစစ်သား30ကျော်အရှင်ဖမ်းမိကအများအပြားတေဆုံးသွားကြောင်းကင်းဒလီစစ်ရေးသတင်းရင်းမြစ်ကနေပြောဆိုပါတယ်။ မနေ့ကမေလ28ရက်နေ့ကစတင်ပြီးကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်တေဘောဘိုးစစ်တပ်စခန်းကိုစစ်ကူလာတဲ့အင်အား90ကျော်ပါစစ်ကောင်စီစစ်ကြောင်းကို DKBA ဌာနချုပ်စုံစည်းမြိုင်အနီးမှာ ရောက်ရှိနေစဉ်ကရင်နယ်မဟာမိတ်ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းဒီကနေ့မနက်ပိုင်းမှာအဲ့ဒီစစ်တပ်စစ်ကြောင်းမှာစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးစစ်သား30ကျော်အရှင်ဖမ်းဆီးရရှိကြောင်းနဲ့အများအပြားသေဆုံးကြောင်းကိုသိရှိရပါတယ် အဲ့ဒီစစ်ကြောင်းကတေဘောဘိုးကိုသွားဖို့လာတာ DGBA ဌာနချုပ်နားရောက်မှာတော်လိုင်းတက်တွေကပိတ်ဆို့ပြီးတိုက်ခိုက်တာအခုတော့ရှင်းသွားပါပြီစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားပြီစစ်ကြောင်းမှာအင်အား82ဦးပါတယ်ဂျားဖြတ်တိုက်ခိုက်တာမှာ30ကျော်လက်ရှိအရှင်ဖမ်းမိထားတယ်ဂျန်နာရီအကုန်လိုက်ရှင်းနေတယ်လက်နက်တွေလည်းရထားတယ်လေရင်လာကျဲနိုင်လို့သတိထားနေရတယ်မနေ့ကနေဒီမနက်ပိုင်းမှာအပီးဂျားဖြတ်တိုက်ခိုက်ကြပါလို့စစ်ရေးသတင်းမြစ်ကနေရှင်းပြပါတယ် ဒါပြင်တေဘောဘိုးရွာထိတ်မှာရှိတဲ့အကျန်းဖတ်စစ်ရှုံးကောင်စီရဲ့တေဘောဘိုးစကန်းနေရာနဲ့ကာကင်းစကန်းနေရာကိုကင်းနလီမဟာမိတ်တပ်တွေကပိတ်ဆို့တိုက်ခိုက်နေကြောင်းလည်းသိရှိရပါတယ်ထိုင်းမြန်မာနယ်စပ်ဝေါ်လီမှာကင်းနလီမဟာမိတ်တပ်တွေကအကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်စခန်းတွေကိုဇက်တိုက်မနာတမ်းဆစ်ဆင်တိုက်ခိုက်နေပြီးမဟာမိတ်ပူပေါင်းတပ်တွေအနေနဲ့လည်းကနေလေမိုခီတီတဲဘလက်စခန်းတွေကိုတိုက်ခိုက်နေကြောင်းသိရှိရပါတယ်ရှင်။ နောက်ထပ်နားဆင်ကြားရမယ့်သတင်းကတော့ပဲခူးတိုင်းတနက်ပင်မြို့နယ်မကြက်စုကျေးရွာမှာခင်မုန်းကဇနီးဖြစ်သူကိုဓာတ်စီလောင်မီးရှို့တဲ့အတွက်တေဆုံးခဲ့တယ်လို့ဒေသခံတွေစီကလည်းသိရှိရပါတယ်။အသက်၈နှစ်အရွယ်မတူတူဆန်ကိုမေလ24ရက်နေ့ည7:00နာရီအချိန်ခန့်မှာခင်မုန်းဖြစ်သူအသက်38နှစ်အရွယ်ကျော်လင်းသိန်းကဓာတ်စီလောင်မီးရှို့ခဲ့တာလို့သိရှိရပါတယ်။ကောင်းလေးကကောင်းမလေးကိုရခင်ရခင်ကလေးကမူယူပြီးညင်းဆဲတာတော့ရှိတယ်။အခုတော့ဘာဖြစ်တယ်ဆိုတော့မသိရဘူး။ တယောက်ကြားကအရက်တောက်လာပြီးမှမိုးရစ်ပြီးရိုက်နှက်တာကနေဓာတ်စီလောင်းမိရှို့တာတနက်ပင်ဆေးရုံကနေဘကိုးဆေးရုံပို့ရတာနောက်တည့်ရက်ဆုံးတာလို့ရွာခန့်တူကပြောပါတယ်မိရှို့ခင်ရတဲ့တန်ကြောင့်အဲ့ဒီအမျိုးသမီးမှပေါင်လေကစကခနာကိုအထက်ပိုင်းတစ်ခုလုံးမီးလောင်တံရတွေရရှိထားပြီးဘကိုးဆေးရုံမှာဆေးကူတောက်မှုခံယူနေစဉ်မေလ25ရက်နေ့ည7:00အချိန်မှာတည်ဆုံသွားတယ်လို့သိရှိရပါတယ် ကြပြင်းလက်ရှိ online ပေါ်မှာပြန့်နှံ့နေသလိုရီးစားချလို့ယောက်ျားဖြစ်သူနဲ့ရံဖြစ်ပြီးမီးရှို့ခံရတာမဟုတ်ဘူးလို့လည်းတင်ဆောင်သူနဲ့နီးစပ်တဲ့ရွာခံတို့ကပြောပါရဲ့ Facebook မှာပြန့်နှံ့နေသလိုမဟုတ်ပါဘူးရှုပ်ရှုပ်ရှက်ရှက်မရှိဘူးကာမလေးကရိုးတာမှဖအေးတစ်ခုသမီးတစ်ခုပါရိုးပါတယ်သူ့ယောက်ျားရဲ့ခိုင်းရနေစီရသွားလေးပါရွာမှာလည်းလာဆောင်စမ်းလို့ရပါတယ်လို့သူကဆက်ပြောပါရဲ့အလောင်းကိုတော့ကြေးရွာကိုပြန်မတယ်တော့ပဲမေလ26ရက်နေ့က ဘကိုးမြို့မှာရှိတဲ့တောက်တာတစ်ခုမှာပဲတကြိုလိုက်ကြတယ်လို့သိရပါတယ်။ခင်မုန်းဖြစ်သူကျော်လင်းသိန်းကိုတော့ဒေသခံတွေကဖြစ်စဉ်ဖြစ်တဲ့ညရင်ချင်းဖန်စီကတနပ်ပင် yes ကမ်းမှာအနန္တပြီး yes ကမ်းကရာဇသက်ကြီးပုံမှ326အပြင်းအထန်နာကျင်စေမှုအရကနအူးအမှုဖွင့်ထားတယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့အိန္ဒိချင်းမြန်မာနိုင်ငံကဝါပြည်သွေးစည်းညညရေးတက် UWRC ဟာမိုးရစီဝါမောင်းခိုမှုတွေနဲ့ဆက်ဆက်နေတယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ရှင်ရှင်နာဝတ်ကဆွဆွဲခဲ့ပြီးပြပြင်းချက်ချန်တုတ်ပြန်အရေးယူတင်တယ်လို့ပြောဆိုလိုက်ပါတယ် UWRC နဲ့မိုးရစီဝါမောင်းခိုရောင်းဝယ်တဲ့အစုအဖွဲ့အားလုံးကို ထိုင်းနိုင်ငံရဲ့ရန်သူတွေအဖြစ်ရှုမြင်မှုလိုတယ်လို့သက်ရှင်ကဆိုပါတယ်အခုသတင်းပတ်ထဲမှာထိုင်းမိုးရစီဝါထိ ंछ ုပ်ရေးဗုတ်အဖွဲ့ရော OMCB ကကျင်းပတဲ့အခမ်းအနားတစ်ခုမှာသစင်က UWSA နဲ့ပတ်သက်လို့အခုလိုခါတီးတင်းမာမှုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။သစင်ဟာဝင်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့စဉ်ကမွေးရစေဝါတိုက်ဖြတ်ရေးအစီအမံတွေနဲ့ပတ်သက်ပြီးအတွေ့အကြုံဝေမျှဖို့ဖိတ်ကြားခံခဲ့ရတာဖြစ်ပါတယ်။2003ခုနှစ်မှာမူရစ်စေဝါဂိုင်းတွေကိုတဆင်ကစစ်တင်ကြပြီးဖြိုခွင်းခဲ့တဲ့အပေါ်လူလူထောက်ခံမှုရရှိခဲ့ပေမဲ့တစ်ဖက်မှာတော့လူ1400ကျော်တင်ဆုံးခဲ့ပြီးလူအခွင့်အရေးအဖွဲ့အစည်းတွေရဲ့ ်ဝေဖန်မှုကိုကြုံတွေ့ခဲ့ရပါတယ်။တဆင်ကထားရဲ့မူရစေဝါပြဿနာကိုဖြေရှင်းရမှာနိုင်ငံပြင်ပမှာထုတ်လုပ်ပြီးပြည်တွင်းကိုတင်သွင်းလာတဲ့လမ်းကြောင်းတွေကိုအထူးဂရုပြုဖို့လိုတယ်လို့ပြောပါရယ်။အဲ့ဒီနောက်ထားရဲ့မူရစေဝါပြဿနာအတော့အဓိကခေါင်းခဲစီမဲ့ပြင်ပလမ်းကြောင်းအဖြစ်ဝါတက်လို့သုံးနှုန်းခေါ်ဝေါ်လေးရှိကြတဲ့ UWSA ကို သူကတိုက်ရိုက်လက်ညှိုးထိုးခဲ့တာပါ။သက်စင်ကထိုင်းနိုင်ငံကိုဝင်ရောက်နေတဲ့မူရစ်စေဝါအားလုံးနီးပါးဟာ UWSA ကထုတ်လုပ်နေတာလို့လည်းစွပ်စွဲခဲ့ပါတယ် သူကထိုင်းအစိုးရအနေနဲ့အိန္ဒိချင်းနိုင်ငံတွေနဲ့ပူးပေါင်းပြီး UWSA ကိုဖြည့်ရှင်းရေးကိစ္စအတွက်မြန်မာဘက်ကိုဖိအားပေးတောင်းဆိုတင်ကြောင်းလဲဆိုပါတယ်။ဒါပေမဲ့အဲ့ဒီကိစ္စကိုမြန်မာဘက်ကပြက်ကွက်ပြီးမူရစ်စေဝါထုတ်လုပ်မှုတွေကိုမတားနိုင်ဘူးဆိုရင်ခွင့်ပြုချက်တောင်းခံပြီးထိုင်းနိုင်ငံကိုယ်တိုင်တုတ်ပြန်အရေးယူဖို့စဉ်းစားတင်ကြောင်းလဲသစင်ကဆိုပါတယ်။ဒါဟာသစင်ဟာပြည်တွင်းမှာကြုံနေတဲ့ ်မွေးရည်ဆေးဝါးပြဿနာတွေနဲ့ပတ်သက်လို့ UWSA ကိုဓာတ်ရိုက်အကြဆုံးဆွဆွဲပြီးအပြင်းထန်ဆုံးချိန်းချောက်လာခြင်းလည်းဖြစ်ပါတယ် UWSA ရဲ့လာရှိုးဆက်ဆံရေးယုံတာဝန်ခံဦးညီရန်ကတော့တသင်းရဲ့စကားတွေဟာ အချိန်ကိုက်နိုင်ငံရေးကစားကွက်ဖြစ်ပြီးအခြေအမြစ်မရှိတဲ့ဆွဆွဲချက်တွေလို့ထုတ်ပြန်ထားပါတယ်။လူမှုကွန်ရက်ပေါ်ရေးသားထားတဲ့ post တစ်ခုမှာတော့ဦးညီရန်ကမိုင်းယာထောင်ချီသည့်မြန်မာနယ်စပ်၌မိမိတို့ UWSA ဝါတက်ဖွဲ့ပဲရှိနေတာမဟုတ်ပါ။ မိုးရစ်ဆေးဝါးများသည်မိမိတို့အားအန္တရာယ်ပြုသည်သာမကလူသားများ၏ဘုံရန်သူများဖြစ်ပြီးစင်စက်မပြတ်စ조사တိုက်ဖြတ်တော်လဲပိတ်ပင်တားဆီးဖို့မလွယ်ကူပေလို့ရေးသားချပါတယ်။ဒါပြင်သူကဆက်ပြီးတော့ဝါတဖွဲ့ထိန်းချုပ်နေမြေအတွင်း2005ခုနှစ်၌မိုးရစ်စိုက်ပျိုးမှုကင်းစင်နေမြေအဖြစ်ကဘာအားကျင်များခဲ့ပြီးဆက်လက်၍မိုးရစ်ဆေးဝါးများစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်တည်ယူပို့ဆောင်ရေးနှင့်သုံးစွဲမှုတို့အား ကြီးလေးပြစ်ဒဏ်ချမှတ်ကတိုက်ဖြတ်မှုကြောင့်မိုးရစ်သုံးဆွဲမှုအ ਨੇ ဆုံးပြည်내အဖြစ်တွေ့ရှိနိုင်သည်လို့យေတာထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းဒေသကြီးတောင်ငူမြို့နယ်မှာရှိတဲ့စပတ်ကျွဲကြေးရွာမှာပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့စစ်ရှုံးကောင်စီတပ်တို့မေလ22ရက်နေ့ကစတင်ကနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားပြီးစစ်ရှုံးကောင်စီကရွာအတွင်းဝင်ရောက်မီးရှို့ခဲ့ရမှာနေအိမ်900ကျော်မီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ် အဲ့ဒီစပတ်ကျွဲရွာဟာတောင်ဝမျိုးအနောက်ဖက်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်း149အနီးမှာတည်ရှိပြီးအင်ဂျီတထောင်နီးပါးရှိတဲ့ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။အခုလိုတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်စစ်ရှုံးကောင်စီကမေလ23ရက်နေ့မန္တလေး6နိုင်အချိန်မှာရွာအတွင်းဝင်ရောက်ပြီးနေအိမ်900ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါတယ်။တပ်ဖွဲ့ကစပတ်ကျွဲရွာထဲမှာဖြစ်တာရပ်ပိုင်းလောက်တော့ကြာပြီ။အိမ်တွေကလက်နက်ကြီးကြောက်လား မီးရှို့လို့ပဲလောင်တာလားတေချာတော့မပြောတတ်ဘူးကျွန်တော်တို့ကတော့နီးစက်ရရွာကပဲစစ်ရှောင်မှုအတွက်ထုတ်ပေးလို့ရတယ်အဲ့ဘက်ကိုသွားလို့လည်းမရဘူးဝင်ခွင့်မပေးဘူးလူနေအိမ်လေးပုံသုံးပုံလောက်မီးလောင်ပျက်စီးကုန်တယ်လို့ကြားတယ်လို့လူမှုကေဇယ်ရေးအသေးတစ်ခုကတာဝန်ရှိသူတူကပြောပါတယ်ကြပြေးနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့မေလ25ရက်နေ့အတွင်းစစ်ရှုံးကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုပါလှုပ်ဆောင်နေတဲ့အတွက်စပတ်ကျဲကြေးရွာအပါအဝင်ကြက်ရိုးပင်ငုံမင်းတောပု ဇီးပင်သာကျေးပါစားတဲ့အနီးတစ်ဝိုက်ကရွာတွေကဒေသခံတွေအနေနဲ့ရွာလုံးကျွတ်ဘေးလူရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးဘာသာရေးအဖွဲ့တောင်ဝင်းရှိသူတွေနဲ့နေဆက်ရာဒေသခံတွေကအကူအညီပေးထားတယ်လို့သူကဆက်ပြောပါတယ်။တချို့ကြတော့နေဆက်ရာဆွေမျိုးအိမ်မှာသွားနေကြတယ်။တချို့ကဘုန်းကြီးကျောင်းမှာနေကြတယ်။အဲ့ဒီမှာဆွေရတခုလိုပဲနေကြရတာပေါ့။အနီးတစ်ဝိုက်ရွာရှိရွာလောက်မှာရှောင်ကြရတယ်။စပတ်ကျွဲရွာကတော့ဆူဆူဝါးဖြစ်တာပေါ့။ ကျန်တဲ့ရွာကြတော့သူတို့နဲ့နှီးဆက်တော့ကြိုးရှောင်ကြတဲ့လူတွေများတယ်။လူတွေကတော့လိုက်ခေါ်ထုတ်နေရတော့မယ်။အများနဲ့ဆိုတော့စားရေးတောက်ရေးနဲ့နေရေးထိုင်ရေးအတွက်ကတော့အခက်အခဲရှိတာပေါ့လို့သူကဆက်ပြောပါတယ်။ဖုန်ကြီးเจ้าတွေကိုရောက်ရှိနေတဲ့စစ်ဘေးရှောင်တွေကိုတောင်ဝမြို့နယ်မှာရှိတဲ့လူမှုအသင်းအဖွဲ့တွေနဲ့ဒေသခံတို့ကတနင်္လာနေ့တစ်ပိုင်းအကူအညီပေးလျက်ရှိတယ်လို့စစ်ရှောင်များလူမှုကူညီရေးအသင်းအဖွဲ့တွေကလည်းပြောဆိုပါတယ်။ ဆစ်ရှုံးကောက်စီနဲ့ဒေတာအခြေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ထိတွေ့တိုက်ပွဲတွေကြောင့်မီလာ22ရက်နေ့ကစတင်ကဒီနေ့အချိန်ထိလူတထောင်ကျော်ခန့်ကနေရက်မပြန်ရဲသေးပဲဆက်လက်တိတ်ရှောင်နေရစေလို့ဒေတာခန့်တွေနဲ့စစ်ဘေးရှောင်ကူညီသူတွေကလည်းပြောဆိုပါတယ် KNU ထိန်းချုပ်နယ်မြေဒူးသတူတောင်ငူညောင်လေးပင်ဘိတ်တဝဲဖာပွန်ဒူပလာယာနဲ့ဖအံစတဲ့ခရိုင်ခုနှစ်ခုမှပြီးခဲ့တဲ့မတ်လအထိ ကင်းရင်လက်နက်ကင်တက်တွေနဲ့စစ်ရှုံးကောင်စီတက်တို့တိုက်ပွဲဖြစ်ပွားမှုလေကြောင်းနဲ့လက်နက်ကြီးတွေတိုက်ခိုက်မှုတွေအပြင်မြင်းကလေးလောက်ခတ်မှုတွေကြောင့်နေရွှေ့ပြောင်းနေထိုင်ရသူ IDP ဦးရီဟာတက်တန်းကျော်အထိရှိလာတယ်လို့ကင်းပြည်နေရွှတ်ခွာသူများကော်မတီ CIDKP ရဲ့ဧပြီလ10ရက်နေ့ထုတ်ပြန်လာတဲ့စီးရင်တွေအရသိရှိရပါတယ်ရှင်။ ဒီကနေ့နေ့လည်ခင်ရနောက်ဆုံးသတင်းတပုတ်အနေနဲ့ပဲခူးတိုင်းလက်ပံမြို့နယ်ကစစ်ရှုံးကောင်စီခန့်အပ်ထားတဲ့အုတ်ချုပ်ရည်မှုတအုပ်ကိုမနေ့ကမေလ29ရက်နေ့မနက်7:00နာရီကျော်မှာပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ရွှေရမ်းမြပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်အသက်ခံရသူမှာမြေစည်းကျေးရွာအုတ်ချုပ်ရည်မှုအသက်30အရွယ်ချစ်လင်းဖြစ်ပြီးသူ့အိမ်မှာတယောက်တည်းရှိနေချိန်မှာပြစ်ခတ်ခံခဲ့ရတာလို့သိရပါတယ်သူအိမ်ကမိသားစုကပုံနေလားထွက်ပြေးလားမသိဘူးတယောက်မှထွက်မလာဘူးအိမ်ဝင်ချိန်မှာတော့သူကထွက်ပြေးဖို့ကြံတော့ ကိုမမနဲ့နှစ်ချက်ပြစ်ခတ်လိုက်တာလို့ရွှေနှမ်းပြည်ပြည်သူကာကွယ်ရေးတပ်ဖွဲ့တရားဝရီခိုင်ပကဖအမတ်တိုက်ခိုက်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။ကိုချစ်လင်းကိုပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလမှာဆစ်ရှုံးကောက်စီတက်ကမြေစည်းကြီးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှုအဖြစ်ခန့်အပ်ခဲ့တာလို့လည်းသိရပါတယ်။အောက်ချုပ်ရေးမှုမဖြစ်ခင်ကတည်းကစစ်ကောင်စီတပ်တွေပေါင်းကစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးလူငယ်တွေကိုဖမ်းဆီးရမှာကိုယ်တိုင်ပါဝင်နေသူဖြစ်တယ်လို့လည်းသိရှိရပါတယ်။ ပြီးခဲ့တဲ့မေလ22ရက်နေ့ကလည်းလက်ဗဒန်းမြို့နယ်တိုက်ဝါချောင်းကျေးပါနေဆစ်ရှိုးကောက်စီတပ်တရင်ပေးရာအင်မူအုံတန်းကိုရွှေရမ်းပြည်ပြည်သူကာကွယ်ရေးအဖွဲ့တွေကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်ဒီကနေ့နေ့လည်းခင်ရင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလာအောင်မှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမွန်ကောင်းကြောင်းလိုက်ရပါရဲ့ရှင်